ကျွန်တော်တို့ကကားပြတ်ပါစေဆူတောင်းတာတချို့ EV တွေမှာရှိတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်စီးရတဲ့အရန်ပေါ့လုံးရင်လေကားထိန်းရတာအရန်အဆင်မပြေဘူးဗျာတန်လဲဒီလမ်းတွေကကျွန်တော်တို့ဒီကတ်တရလမ်းတွေကောင်းပေမဲ့အကွေအကောက်တွေများတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီလှိုင်းပုံစံမျိုးလေးတွေများတယ်ပုံတော့အဲ့ဒီအချိန်မှာကျွန်တော် speed တစ်ခုနဲ့မောင်းကြည့်တယ် lever လွှတ်လိုက်ပြီဆိုတာနဲ့ तू ကသွားခဲ့တဲ့အချိန်တစ်ခုပေါ် move တီးပြီးတော့ reverse check ပြန်လုပ်ပေးတာပုံတော့ခုနဆိုလို့ရှိရင်ကျွန်တော်တို့ -15 လို့16လို့အဲ့လောက်ထိကို reverse check ပြန်လုပ်ပေးတယ်ပုံတော့အားလုံးပဲမင်္ဂလာပါဗျာ အခုဆိုလို့ရှိရင်တော့ကျွန်တော်လက်ထဲကို Limoter T03 SKD ကားတကြီးကတော့ရောက်ရှိနေပြီပဲဖြစ်ပါတယ်။အဲကျွန်တော်တို့ဒီကားနဲ့ပေါ့နော်ခီးရှည်သွားဖို့ရှိတယ်။ဒီနေ့မှာတော့ခီးရှည်မသွားခင်မှာကျွန်တော်အကျိုးသဘောအနေနဲ့ပေါ့နော်ကျွန်တော်မနီးမွေးနေရာလေးတစ်ခုကိုသွားမယ်။ဘယ်သွားမှာလဲဆိုတော့ကျွန်တော်တန်လင်းကြောက်တန်းဘက်ကိုဒီကားလေးနဲ့ဆမ်းပြီးသွားကြည့်မှာပဲဖြစ်ပါတယ်။အဲ့တော့လိုက်ကြည့်ရအောင်။ ခုတော့ကျွန်တော်တို့စားထွက်လာပြီပေါ့နော်အဲဒီကားကတော့လက်ရှိမှာဆိုလို့ရှိရင် Ferrari Passat 80ရာခိုင်နှုန်းကျန်သေးတယ်ကျွန်တော်ဒီကားကိုစပြီးရတဲ့အချိန်အနေစပြီးတော့အားလုံးဝမသွင်းရသေးဘူး showroom ကနေပဲသွင်းပေးလိုက်တဲ့အားပေါ့နော် showroom ကအားအပြည့်ညီပါသွင်းပေးလိုက်တယ်ပြီးတော့ကျွန်တော် showroom ကနေထုတ်လာတယ်ပြီးလို့ရှိရင် Honda Dina သွားတယ်ပေါ့နော်အဲ့ဒါလေးတော့ရှိတယ်အားကြောင့်လက်ရှိမှာဆိုလို့ရှိရင် Ferrari Passat 80ရာခိုင်နှုန်းကျန်သေးတယ်လက်ရှိပေါ့နော်ကျွန်တော်တို့သွားထားတဲ့ကီလိုမီတာဘယ်လောက်ရှိလဲဆိုတော့63ကီလိုမီတာပဲရှိတယ်အဲ့ဒါလေးကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ဒီကားကိုကာညာ Browser Runner မျိုးလေးတွေရှိတယ်အဲနောက်ပြီးပြီဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီယုံကိုယူလာတာရှိတယ်ယုံကနေ Honda Dina သွားလေးရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လက်ရှိမှာဆိုလို့ရှိရင်63ကီလိုမီတာရှိတယ်ဘက်ထရီဆိုလို့ရှိရင်လည်း80ရာခိုင်နှုန်းရှိတယ်ပြီးလို့ရှိရင်စက်ပြီးသွားလို့ရတဲ့ကီလိုမီတာက280ကျော်တိသွားလို့ရသေးတယ်လို့ပြောတယ်ပေါ့နော်ပြီးတော့ကျွန်တော်ကဒီပေါ့နော်2000 2008လောက်မှာဒီတန်လင်ဘက်မှာကြောင်းတက်ခဲ့တာဆိုတော့အဲ့ဒီအနေထားလေးတွေကျွန်တော်ကြောင်းလေးတွေလည်းဘလို့နေသားရှိနေပြီလဲဆိုတော့လည်းကျွန်တော်ဒီခေါက်သွားကြည့်မယ်ရေးလဲကြောက်တန်းလဲသွားမယ်နောက်ပြီးလို့ရှိရင်ကျွန်တော်ပြီးလက်ခက်လဲဝင်မယ်ဗျာအဲ့တော့စက်ကြည့်အောင် မလေး EV ပါပြောလို့ရသေးတယ် EV ပါလို့ပြောလို့ရသေးတယ်အခုတော့ကျွန်တော်တန်လင်းတရားအစ်တကြီးကိုရောက်ပြီပေါ့နော်တန်လင်းတရားအစ်တကြီးဖွင့်လိုက်တာတော့အများကြီးအဆင်ပြေသွားတယ်ကျွန်တော်တို့အရင်တော့ကပေါ့နော်ကျွန်တော်ကြောင်းသက်ဆင်ကာလာတော့ကကြာဒီတရားအစ်တမရှိသေးဘူးဟိုဘက်တရားအဟောင်းကနေသွားတာပေါ့နော်သူကတလန်းသွားပဲရှိတယ်သွားတလန်းအပြန်တလန်းဒါပဲရှိတယ်အဲ့ဒီမှာကားပြတ်သွားပြီဆိုလို့ရှိရင်လုံးဝအဆင်မပြေတော့တိုင်နေကုန်ပတ်ကုန်အဲဒါပေမဲ့ ကျွန်တော်တို့ကကားပြတ်ပါစေဆူတောင်းလာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ ferry နဲ့သွားတယ်ဗျာကျောင်း ferry နဲ့သွားတဲ့ခါမှာတရားပေါ်မှာကားပြတ်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ AC ပဲကျွန်တော် ferry ပေါ်မှာပဲ boray နဲ့ပြောချင်တာပြောဆိုချင်တာပြောရည်လိုက်မောလိုက်နေအဲ့ဒါဟာကိုပို့သဘောကျတယ်အဲ့တော့ကျောင်းရောက်လာတဲ့ခါကျလို့ရှိရင်လည်းဘာဖြစ်လို့လဲဟာမဟုတ်ကျွန်တော်တို့ တားပေါ်မှာကားပြက်နေတာအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့နောက်ကျတာ rogo ဖြစ်ပြီးပါဆိုပြီးတော့ကျွန်တော်ပြောလို့ရတယ်ဗျာအဲအဲ့တော့အရင်တော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဒီပေါ်တတားတကြီးဖွင့်တာအသိသဘောကျမှာတော့မဟုတ်ဘူးဒါပေမဲ့အခုကာလာနေရတော့တတားတကြီးဖွင့်တာအများကြီးသဘောကျသွားတယ်ကျွန်တော်ကျောင်းသားဘွားနဲ့ဆိုလို့ရှိရင်တော့ဒီလိုမျိုးရွှေ့လို့ဝက်ရွှေ့လို့မရတော့ဘူးပေါ့နော်အဲ့ဒါလေးတော့ရှိတယ် အဲနောက်ပြီးလို့ရှိရင်တလက်စာလည်းပြောချင်တာကတော့ကျွန်တော်ဒီအခုလက်ရှိမှာပေါ့နော်ကျွန်တော်ဒီကောင်လေးမှာမောင်းရတဲ့ driving feeling ပေါ့နော်အဲကျွန်တော် Lee Motor T03 ကို CPU လည်းမောင်းမှုတယ် SKT လည်းမောင်းမှုတယ်ပေါ့နော်ဒါကတော့လက်ရှိမှာ SKT ပေါ့နော်အဲဒီမှာဘာသဘောကျလဲဆိုတော့ဒီမှာ digital cluster လေးမှာပြောင်းသွားတဲ့ပုံစံလေးကိုသဘောကျတယ်ဒီဘက်မှာကသူကဘာကိုပြလဲဆိုတော့ကျွန်တော်တို့ဒီလက်ရှိကျွန်တော်တို့သွားနေတဲ့ကီလိုမီတာ per hour ကိုပြပြီးဒီဘက်မှာကဘာပြထားလဲဆိုတော့ကျွန်တော် reverse charge ကိုဘယ်လောက်ပြန်ဝင်လဲဆိုတဲ့ဟာကိုပြန်ပြထားလीအဲ့ဒါလေးတစ်ခုကတော့သဘောကျမှုကောင်းတယ်ပြီးလို့ရှိရင်သူ့ရဲ့ information တွေကတော့ဒီ digital cluster မှာပြတဲ့ information တွေကတော့သူကသူစုံစုံလင်လင်လေးပြတယ်အဲနောက်ခုကျွန်တော်ပြောတော့ကျွန်တော်သဘောကျတာကတော့ဒီ reverse charge အနေနဲ့ဘယ်လောက် mind နဲ့ပြန်ဝင်နေတယ်ဆိုတဲ့ဟာလေးပြတဲ့ဟာကိုတော့တော်တော်လေးသဘောကျတယ်အဲ driver feeling အနေနဲ့ပြောပါဆိုလို့ရှိရင်တော့ဒီကားလေးကတော့ငကိုတဲကကျွန်တော် T03 ကိုသဘောကျတယ်ဘာဖြစ်လို့လဲဆိုတော့ကားသေးပြီးတော့ ကျွန်တော်ဟိုမျိုးရမ်းမှဆိုလို့ရှိရင်ဝင်ရထွက်ကလည်းအရန်လွယ်တယ်ကားသေးပင်မဲ့အတွင်းကကျေတာဖြစ်တဲ့အတွက်အတွင်းထဲကလူတွက်လည်းအဆင်ပြေသလိုအပြင်မှာကြီးလိုက်တဲ့အခါမှာကားသေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကားလမ်းပိတ်တဲ့အခြေအနေမျိုးကနေလည်းအများကြီးအဆင်ပြေလို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒါလေးတော့ရှိတယ်ကျွန်တော်တို့ဆက်မအောင်အခုတော့တန်လင်းထဲကိုဆောက်ဝင်နေပြီကျွန်တော်တို့အခုကတော့အောင်ချမ်းသာနာရောက်သွားပြီပေါ့နော် အတန်လင်ကတော့ကျွန်တော်တို့ကြောင်းတက်စင်ကာလာတော့နဲ့ဘာမှမဆိုင်တော့အရန်ကိုမိုက်သွားပြီးလမ်းနေဆိုလဲလုံးဝအကျယ်ကြီးကိုဖြူးနေတာပဲဘေးပတ်ဝန်းကျင်ဆိုလို့ရှိရင်လည်းတကယ်ကိုချိန်ဆိုင်ဆူဆူလေးနဲ့ကြည့်ရတာအရန်အဆင်ပြေတဲ့အနေအထားဖြစ်သွားရေပေါ့နော်တန်လင်ကတကယ်မိုက်သွားရေပေါ့နော်အဲလက်ရှိမှာဆိုလို့ရှိရင်တော့ကျွန်တော်သွားထားတဲ့ကီလိုမီတာဘလောက်ဖြစ်သွားရေလဲဆိုတော့81ကီလိုမီတာရှိသွားရေလို့ပြရေပေါ့နော်ကျွန်တော်စားထွက်လာတဲ့အချိန်တုန်းက63ကီလိုမီတာနဲ့စားထွက်လာတာဖြစ်တဲ့အတွက်အခု81ဖြစ်သွားရေဆိုတဲ့အခါမှာကျွန်တော်တို့သွားထားတဲ့စုစုပေါင်းကီလိုမီတာက 16ကီလိုလောက်ရှိသွားပြီ။ဘက်ထရီပါဆန့်ကဘယ်လောက်ကျန်လဲဆိုတော့65%ကျန်သေးတယ်ဆိုတော့5%လောက်ပဲလျော့သေးတယ်ဆိုတဲ့သဘောပေါ့နော်။ကျွန်တော်ကားပေါ်မှာဆိုလို့ရှိရင်လူ3ယောက်လည်းပါတယ်၊ကင်မရာပစ္စည်းလည်းပါတယ်၊အဲကွန်လည်းဖွင့်မောင်းနေတယ်။ကျွန်တော်ပုံမှန်လေးမောင်းလာပါပေါ့နော်။အဲဒီအချိန်မှာကျွန်တော်ယုံကားနေပါနမီနားနေမှာအခုတန်လင်အောင်ချမ်းသာတီကို 5%ပဲလျော့တယ်ပေါ့နော်။သွားထားတဲ့ကီလိုမီတာကစုစုပေါင်းက16ကီလိုမီတာလောက်သွားထားရဆိုတဲ့အနေအထားလေးမှာရှိတယ်ပေါ့နော်။နောက်တစ်ချက်ကျွန်တော်ဒီ SKD ကိုမောင်းရင်းနဲ့ပို့ပြီးတော့သဘောကျလာတာတကူကဘာလဲဆိုတော့စီယာတိုင်းကပို့ပြီးတော့စီးစီးပိုင်ပိုင်ရှိလာရဆိုတဲ့ feeling ကိုပိုခံစားရတယ်ဗျာသိလား။တချို့ EV တွေမှာရှိတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်စီယာတိုင်းအရန်ပေါ့လုံးရင်လည်းကားထိန်ရတာအရန်အဆင်မပြေဘူးဗျာ။အဲဒီကောင်လေးကကားသေးပေမဲ့စီရတိုင်းမှာစစည်းပေါ်မှာဖြစ်လာတယ်ဆိုတော့ feeling ကိုခံစားရတယ်။အဲ့ဒါလေးကိုတော့ကျွန်တော်လေးတော်တော်လေးသဘောကျတယ်။ကျွန်တော်စက်မောင်းကြည့်အောင်ရှင်းသားဆိုလို့ရှင်တော့ကျွန်တော်ဖျားကုန်းရောက်တော့မယ်ဗျာ။ အခုကတော့ကျွန်တော်တို့ကြိုက်ခောက်ဖျားရောက်လာပြီပေါ့နော်အဲကြိုက်ခောက်ဖျားရောက်တဲ့အခါမှာကျွန်တော်တို့ကြိုက်ခောက်ဖျားပွဲတော်ပို့ပြီးတတိယဝါတယ်ကျွန်တော်ငယ်တော့ဆိုလို့ရှိရင်ကြောင်းတက်နေတက်လန်းနဲ့ဖျားပွဲရှိပြီဆိုလို့ရှိရင်ကျွန်တော်ပြေးပြေးပြီးတော့လာပြီးတော့ဒီဖျားပွဲကိုလာတာမောအဲအဲ့ချိန်မှာကျွန်တော်ကြောင်းကတချို့ကောင်မလေးတွေဘာညာဆိုလို့ရှိရင်လည်းဒီပွဲကိုလာတယ်ဆိုလို့ရှိရင်ကျွန်တော်ကအနောက်ကနေလိုက်လာပြီးတော့ဘာညာအဲအဲ့ဒီကာလတော့ပြန်ပြီးတတိယဝါတယ်ခုနောက်ပိုင်းတော့ကြိုက်ခောက်ဖျားပွဲကတော့အဲတိတ်မလုံးဖြစ်တော့တာများတယ်ပေါ့နော်အရင်တော့ကတော့ကြိုက်ခောက်ဖျားပွဲကတစ်နှစ်ကိုတစ်ချိန်တော့အနည်းဆုံးလုပ်တယ်ပေါ့နော်အဲဒီနားလေးရောက်တော့ဒါလေးတော့တတိယဝါတယ် ဆက်ပါအောင်ကျွန်တော်တွေ။ကြက်ခုကတော့ကျွန်တော်တို့ရဲ့တချိန်ကအကြောင်းတော်ကြီးရှိကိုရောက်ရှိနေရပဲဖြစ်ပါရဲ့ဗျာ။အဲကိုလွမ်ပါရဲ့တချိန်ကတက္ကသိုလ်တချင်းကိုခံစားမှုတဲ့လူတွေဆိုလို့ရှိရင်ဒီကျောင်းနဲ့လည်းမဆိုင်ဘူးလို့ကျွန်တော်ထင်ပါတယ်။အခုဒီကျောင်းကတော့ကျွန်တော်2005နေမှာ6နှစ်လောက်ထိစတိုက်တက်ခဲ့တယ်ကျွန်တော်တို့ရဲ့ အဲနေပညာတက်ကသူចောင်းတော်ကြီးပဲဖြစ်ပါတယ်အခုလက်ရှိကျွန်တော်ဘေးမှာမြင်နေရတာကကြတော့ကျွန်တော်တို့ကအခုနောက်ပိုင်းမှာသာဟိုဘက်ကအစ်စ်ဖွင့်လိုက်တာပေါ့နော်ကျွန်တော်တို့အရင်တုန်းကကျွန်တော်တို့တက်ခါစားကျွန်တော်တို့ပထမဦးဆုံး first year လောက်အချိန်တုန်းကဆိုလို့ရှိရင်ကျွန်တော်ဟိုဘက်ចောင်းဆောင်ရောမဆောက်ရသေးဘူးအဲဒီဘက်အပေါက်လေးကနေဝင်ပြီးတော့မှကျွန်တော်တို့အဆောင်နေသွားရတာပေါ့နော်ဒါလေးကတော့ကျွန်တော်တို့ရဲ့ចောင်းတော်ကြီးအမှတ်တရပေါ့နော်လက်ရှိမှာဆိုလို့ရှိရင် very capacity က61%ကျန်သေးတယ်ကျွန်တော်တို့အဲလက်ရှိမှာ64ရောက်သွားပြီဆိုတော့ကျွန်တော်ကစားထွက်လာတာ63ကနေပြီးတော့ဆိုတော့စားထွက်လာတာဆိုတော့အလုံးပေါင်း31ကီလိုမီတာထိသွားပြီးသွားပြီ31ကီလိုမီတာထိသွားပြီး ီးတဲ့အချိန်မှာဘရီက61ကျန်တယ်ကျွန်တော်တို့စားထွက်လာတဲ့ဘရီပါဆန်က80ဆိုတော့ဘရီပါဆန်က9%လောက်ပဲရောသေးတယ်9%လောက်ရောက်တဲ့အချိန်မှာတော့ကျွန်တော်တို့သွားခဲ့တဲ့ကီလိုမီတာဖြစ်ပြန်တွက်မယ်ဆိုလို့ရှိရင်ကီလိုမီတာ30ကျွန်တော်သွားခဲ့တယ်ပါရမီကနေမှအခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ GDC ကျောင်းစီပေါ့နော်အခုတော့ GDC မဟုတ်တော့အခုတော့ TTU ဖြစ်သွားပြီကျွန်တော်တို့တော့ဆိုလို့ရှိရင်တော့အဲ GDC GDC ကနေမှ GTU GTU ကနေမှနောက်ဆုံးအခု TTU ဆိုပြီးတော့ကျောင်းလဲခဲ့တဲ့ကျွန်တော်တို့ရဲ့တချင်းကကျောင်းတော်ရှိကိုရောက်ရှိနေရပဲဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော်တို့အရှိတ်ဆက်သွားမယ်အရှိတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ဒီဆက်သွားမယ်ဆိုတော့ကျွန်တော်ကြောက်တန်းတိဆက်သွားမယ် အဲကြောက်တန်းကြီးမသွားခင်မှာဒီပေါ့လောကျွန်တော်တို့နှစ်ကအကြောင်းသူအကြောင်းသားအမှတ်ရစေမဲ့အကြောင်းလေးရဲ့နေရာတနေရာကိုကျွန်တော်ခေါ်ရမယ်ဆက်သွားအောင် ကျွန်တော်ပြခြင်းပဲမရှိတော့အခုအကြတော့ကျွန်တော်ဒီနယံမှာအုတ်တိုင်းနေမှာပေါ့နော်ခြုံနေပတ်ချလဲဖြစ်သွားရေပေါ့နော်ကျွန်တော်နှစ်ကကြောင်းတားလိုက်ဒီနေရာလေးနဲ့မစိမ့်လို့ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကြောင်းခိုးပြေးတဲ့အခါကြလို့ရှိရင်ကျွန်တော်ကအရှိရမဟုတ်ဘူးကထွက်လို့မရထွက်လို့မရတဲ့အခါကျတော့ဒီဘေးလေးမှာပေါ့နော်ကျွန်တော်ခြံစည်းရိုးလေးမှာအပေါက်လေးဖောက်ပြီးတော့ထွက်ခဲ့ရတဲ့အမှတ်တရလေးပေါ့နော်အခုတော့အဲ့နေရာလေးကကျွန်တော်ပန်းတစ်ပင်ပန်းမှန်နေနဲ့ကွယ်သွားပြီးတော့မရှိတော့ဘူးဆိုတဲ့အနေအထားမျိုးဖြစ်သွားရေပေါ့ဗျာ အခုကတော့ကျွန်တော်နီးပညာတက္ကသိုလ်ကြော်လာပြီဘယ်သွားမလဲဆိုတော့ကျွန်တော်ကြောက်တန်းထိဆက်သွားမယ်ကြောက်တန်းကပြန်လာပြီးတော့မှကျွန်တော်ပီလက်ခတ်ဘက်ကိုဆက်သွားမယ်ပေါ့နော်အခုလက်ရှိကြောက်တန်းဘက်ဆက်သွားမယ်အဲကျွန်တော်ဒီချိန်မှာပေါ့နော်ဒီ driving feeling လေးနည်းနည်းလေးပြောချင်တာကအဲဒီတန်လင်ပေါ့နော်တန်လင်ဟိုဘက်အခြံကတော့ကျွန်တော်ဖျားကုန်းလောက်ထိရတော့အဆင်ပြေတယ်ဖျားကုန်းရဲ့ဒီဘက်ရောက်လာတဲ့အခါကျတော့တန်လင်ဒီလမ်းတွေကကျွန်တော်တို့ဒီကတ်တရလမ်းတွေကောင်းပေမဲ့အကွေအကောက်တွေများတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီလှိုင်းပုံစံမျိုးလေးတွေများတယ်ပေါ့နော်အဲ့ဒီချိန်မှာကျွန်တော် speed တစ်ခုနဲ့မောင်းကြည့်တယ် မောင်းကြည့်တဲ့အခါမှာကျွန်တော်ပုံမှန်ကားသေးလေးတွေဝိတ်မပါတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်အဲ့လိုလှိုင်းသွားပြီဆိုလို့ရှိရင်ကားခုံသွားရဆိုတဲ့ feeling မျိုးတွေရှိတယ်ဗျာဒါပေမဲ့ဒီကောင်လေးကလုံးဝခုံသွားဆိုတဲ့ feeling ကိုမခံစားရဘဲနဲ့လှိုင်းသွားတယ်ဆိုလို့ရှိရင်လည်းလှိုင်းလေးနဲ့တသားလေးကြာနေဆိုတဲ့ feeling လေးကိုခံစားရတယ်ဗျာကားကဒီပော့ပြီးတော့ခုံနေဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့သူကလည်းသူဟိုစစ်စစ်ပိုင်ပိုင်နဲ့ဒီလမ်းလေးအတိုင်အလိုက်တင်လေးပါလာဆိုတဲ့ feeling လေးပေါ့နော်အဲ့ဒါလေးတစ်ခုကိုကျွန်တော်သတိပြုမိတယ်ဒါလေးကလည်းမစိုးလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကြောက်တန်းထိဆက်သွားကြည့်မယ်ဗျာ ။နောက်ပြီးကျွန်တော်ဒီမှာသတိထားမိရတစ်ခုရှိတယ်ဗျာ။ဒါကပါလို့ဆို reverse check ပေါ့နော်။ reverse check ကဒီမှာဘယ်လောက်ထိမိုက်လဲဆိုတော့ကျွန်တော် liver လွတ်လိုက်ပြီဆိုတာနဲ့ तू ကသွားခဲ့တဲ့အချိန်တစ်ခုပေါ့ move တီးပြီး reverse check ပြန်လုပ်ပေးတာပေါ့နော်။ခုနဆိုလို့ရှိရင်ကျွန်တော် -15 လို့16လို့အဲ့လောက်ထိကို reverse check ပြန်လုပ်ပေးတယ်ပေါ့နော်။ဟို break နင်းတာတို့ဘာလို့ကြောင်းမဟုတ်ဖဲနဲ့ကားကိုအချိန်တစ်ခုနဲ့သွားမယ် liver ကိုလွတ်လိုက်ပြီဆိုတာနဲ့ကျွန်တော် reverse check ကသူ့ရဲ့သွားခဲ့တဲ့အချိန်ပေါ်မူတီးပြီး charge ပြန်လုပ်တာမျိုးပေါ့နော်။အဲ့ဒါလေးကတော်တော်လေးမိုက်တယ်လို့ပြောရမှာပဲ။ကျွန်တော်ဆက်သွားကြည့်အောင်။ ခုခုဘက်မှာမြင်နေရတာကကျွန်တော်တို့ဆယ်ပေါ့နော်ကျွန်တော်တို့နှစ်ကကျောင်းသူကျောင်းသားတိုင်းတိမဲ့ထင်တယ်ဒီဆယ်လေးကိုဘာဖြစ်လို့ဆိုတော့အဲကျွန်တော်တို့နှစ်ကကျောင်းသူကျောင်းသားတော်တော်များများအတွဲလေးတွေပေါ့နော်ကောင်လေးနဲ့ကောင်မလေးတွေချင်းတွေ့ပြီဆိုဘမလာချင်းတွေ့ကြလဲဆိုတော့ဒီဆယ်မှာလာပြီးချင်းတွေ့ကြဒါလေးကလည်းကျွန်တော်တို့နှစ်ကနေပညာတက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့အမှတ်တရနေရာလေးလို့ပြောလဲမမအောင်ကျွန်တော်ဆက်သွားအခုကတော့ကျွန်တော်တို့ ကြောက်တန်းမြို့တဲကိုဝင်လာပြီပေါ့နော်ကြောက်တန်းမြို့တဲကိုဝင်လာတဲ့အချိန်မှာကျွန်တော်တို့ battery percent က60ကျန်သေးတယ်အဲသွားထားတဲ့ကီလိုမီတာစုပေါင်း101ကီလိုမီတာတိရှိတယ်ဆိုပြီးတော့ပြနေရပေါ့နော်ကျွန်တော်တို့စထွက်လာတော့63နဲ့ထွက်လာတဲ့အချိန်မှာအခု101ဆိုတော့စုစုပေါင်းက38ကီလိုမီတာလောက်သွားခဲ့တယ်ပေါ့နော်အဲ့အချိန်မှာ battery percent ကလည်း10%လောက်ပဲညော့သွားတယ်80%စထွက်လာတယ်အခုအချိန်မှာ60ဖြစ်သွားတယ်ဆိုတော့ battery percent ကလည်း10%လောက်ပဲညော့သေးတယ်ဆိုတဲ့အနေအထားမျိုးလေးပေါ့နော် battery ပိုင်းနဲ့ပတ်သက်လာရင်တော့ battery saving ဖြစ်တယ်လို့လည်းပြောလို့ရတယ်ပေါ့နော်ဘာလို့လဲ10%နဲ့ကျွန်တော်တို့ whole battery ရုံးရတယ်အခုတန်လ ကြောက်တန်းထိရောက်လာရေပေါ့နော်အဲလမ်းမှာကျွန်တော်တို့တောက်လျှောက်မောင်းလာရေလေးရှိတယ်ပြီးလို့ရှိရင်ကျွန်တော်ခုနကသဘောကျတဲ့ reverse chat လေးပေါ့နော်ကျွန်တော်တို့ကဘလောက်ကီလိုဝတ်နဲ့သွားနေရလဲသွားနေတဲ့ဒီပေါ့နော်သုံးနေတဲ့ uses ပေါ့မူတည်ပြီးတော့ကျွန်တော်တို့ lever ကိုလှုပ်လိုက်ပြီးဆိုရင် reverse ပြန်ဝင်တဲ့အားကလည်းအဲ့သွားသွားနေတဲ့အချိန်နဲ့ညီများတဲ့အားနဲ့ reverse chat ပြန်ဝင်နေတာလေးကလည်းအားရဖို့ကောင်းလိုက်ပြကျွန်တော်တို့ရေလေကြောက်တန်းထိဆက်သွားအောင်ကဲအခုကတော့ကျွန်တော်တို့ ရေလေကြောက်တန်းရဲ့ကားပါကင်ဝင်တဲ့ကိုရောက်နေပေါ့နော်လက်ရှိမှာဆိုလို့ရှိရင်သွားခဲ့တဲ့ကီလိုမီတာကဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်51ကီလိုမီတာရှိရစုစုပေါင်းပေါ့နော်လက်ရှိမှာဆိုလို့ရှိရင်104ကီလိုမီတာသွားခဲ့တယ်လို့ပြောထားတယ်ကျွန်တော်စားထွက်လာတော့63အခု104ဆိုတော့စုစုပေါင်းကျွန်တော်သွားခဲ့တဲ့ကီလိုမီတာပြောပါဆိုလို့ရှိရင်51ကီလိုမီတာလောက်ကိုသွားခဲ့တယ်အဲ့အချိန်မှာဘက်ထရီဘယ်လောက်ပါဆန့်လျော့သွားလဲဆိုတော့71%ခန့်လုံးပဲလျော့သွားတယ်ကျွန်တော်နောက်ဆုံးကြည့်တဲ့အချိန်မှာ59%ကျန်သေးတယ်ဆိုတော့ဘက်ထရီပါဆန့်ကလည်း71%ခန့်လုံးပဲလျော့ရတယ်လို့ပြောလို့ရရပေါ့နော်အဲ့တော့ကျွန်တော်ဖျားသဖူအောင် ကျွန်တော်တို့အခုကတော့ရေလေဖျားကိုတော့ဖူးပြီးသွားပြီပေါ့နော်ဖူးပြီးသွားပြီဆိုတော့ကျွန်တော်တို့ကြောက်တန်းမျိုးကိုနည်းနည်းလေးပတ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ပီလက်ခတ်ဖျားကိုဆက်သွားကြမှာပေါ့နော်အခုလက်ရှိမှာဆိုလို့ရှိရင်တော့ကျွန်တော်ခုနပြောသားသလိုအဲဘလောက်ထိရှိသွားလဲဆိုတော့ battery capacity က तू က59ထိရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့သွားလို့ရတာကလည်းကျွန်တော်200ကျော်ကီလိုမီတာလောက်ပေါ့နော်248ကီလိုမီတာလောက်သွားလို့ရသေးရဆိုတော့ကျွန်တော်ဒီနေ့တစ်နေ့လုံး AC ပတ်ရင်တော့မှာပဲဗျာလုံးဝအားလက်ကုန်မှာမဟုတ် AC ကျွန်တော်တို့ရုံး AC ရောက်တယ်ဆိုရင်တော့မှာပဲ battery percent ကအများကြီးကျန်သေးတာအဲ့တော့ကျွန်တော်တို့ကြောက်တန်းမျိုးလေးကိုနည်းနည်းလေးပတ်လိုက်မယ်ကြောက်တန်းကကျတော့ကျွန်တော်ဟို မရောက်တာဆိုလို့ရှိရင်နှစ်ပေါင်းတော်တော်ကြာပြီပေါ့နော်ကျွန်တော်ကြောင်တက်တော့ကပဲရောက်တယ်ကြောင်နောက်ပိုင်းလုံးဝမရောက်တော့တဲ့အချိန်မှာကြောင်တန်းမျိုးကတော်တော်လေးပြောင်းလဲသွားပြီပေါ့နော်အဲ့တော့ကြောင်တန်းမျိုးလေးနားမှာနည်း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 ပပပတ်မယ်ပတ်ပြီဆိုလို့ရှိရင်ကျွန်တော်ပီလက်ခတ်ဆက်သွားမှာပေါ့နော်အဲ့တော့ဆက်တော့ကျွန်တော်တို့အစတော့ပေါ့နော်ဒီကြောက်တန်းကအပြန်ပေါ့နော်ပီလက်ခတ်ကို သွားမယ်ဆိုပြီးတော့စီစဉ်လာတာပေါ့နော်ဒါပေမဲ့ကန်ဆိုးစွာနဲ့လမ်းမှားသွားတယ်ဗျာလမ်းမှားသွားတော့နေလေထမင်းကိုဘမသွားစားလဲဆိုတော့ကျွန်တော်အမှတ်တရပေါ့နော်ကျွန်တော်ကြောင်းလေးကိုပြန်ပြီးတော့နေပညာတက်ကလေးရဲ့ကန်နေတဲ့မှာဝင်စားရပေါ့နော်အခုတော့ဝင်စားပြီးထွက်လာရင်လည်းကြောင်းလေးကိုနည်းနည်းလေးပြန်ပတ်ကြည့်တာပေါ့အမှတ်တရလေးပေါ့ဆိုတော့ကျွန်တော်တို့ အဲကျွန်တော်ဒီကြောင်းကိုစတက်တဲ့ချိန်က2000 2008မှာကျွန်တော်ဒီကြောင်းကိုစတက်တာပေါ့နော်6နှစ်လောက်ထိဒီကြောင်းမှာတက်ခဲ့တယ်ဆိုတော့ဒီကြောင်းလေးကတော့ကျွန်တော်အတွက်အမှတ်တရတွေအများကြီးပဲအဲ့တော့ကျွန်တော်ဒီကြောင်းလိုလောလောဆယ်ခဏပတ်ကြည့်တာပေါ့ဗျာကျွန်တော်တက်ခဲ့တဲ့အဆောင်လေးတွေအဲဒီမှာတော့ကျွန်တော်တို့တက်တော့ကာလာနဲ့ကတော့အများကြီးကွာခြားသွားပြီအရင်လိုမဟုတ်တော့ဘူးအဆောင်အစ်စ်တွေလည်းအများကြီးတိုးသွားပြီကျွန်တော်တို့တက်ခဲ့တော့အဆောင်နေရာမှာဆိုလို့ရှိရင်တခြားမေဂျာတွေဖြစ်သွားပြီပေါ့နော်အဲအားကြောင့်ကျွန်တော်ကြောင်းလေးလေးပတ်ကြည့်လာအောင်ပဲဗျာ ကတော့ကျွန်တော်တို့ပီလက်ခတ်ကိုဝင်တဲ့လမ်းလေးကိုရောက်နေပြီပေါ့နော်အရှင်းမှာဆိုလို့ချင်းလဲပီလက်ခတ်ကမြင်နေရပြီကျွန်တော်အဲ့တော့ပီလက်ခတ်ထဲကိုတစ်ချက်လောက်ဝင်လိုက်ရအောင် ခုကျွန်တော်တို့တော့ပီလက်ခတ်ကိုရောက်လာပြီပေါ့နော်ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲပီလက်ခတ်ကလက်လက်လုံးမှာဆိုလို့ရှိရင်ကျွန်တော်ဝင်လို့မရသေးဘူးရဲ့နောက်၄နာရီလောက်မှပဲဝင်လို့ရမယ်လို့သိရတယ်ပေါ့နော်အခုကျွန်တော်ရောက်လာတဲ့ချိန်နည်းနည်းလေးစောနေတာဖြစ်တဲ့အတွက်ဝင်လို့မရသူတို့အထက်မှာနည်းနည်းလေးဟိုပြုတ်ပြင်တာလေးတွေတန်ရှင်းလေးလုပ်နေရလေးရှိတော့ပေးမဝင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအပြန်အနေပဲကျွန်တော်တို့ပူဇော်ပြီးတော့ပြန်ရတော့မှာပေါ့နော်အဲလက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်ပီလက်ခတ်ကိုရောက်တဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ဟိုဘက်တရီပါဆန့်ကဘယ်လောက်ကျန်သေးလဲဆိုတော့51ရာခိုင်နှုန်းကျန်သေးတယ်အဲ့တော့ကျွန်တော်တို့စားထွက်လာတဲ့အချိန်အနေနဲ့တွက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့20 90%လောက်ပေါ့နော်19ရာခိုင်နှုန်းလောက်ကုန်သွားတယ် ားပြီးပြီးကျွန်တော်တို့လက်ရှိအထိကိုသွားခဲ့တဲ့ကီလိုမီတာအားလုံးပေါက်လိုက်ရင်လေ64လောက်ထိရှိတယ်ဗျာအဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဟိုမှာပေါ့ကြောက်တန်းကထွက်လာတဲ့အချိန်မှာဘီလက်ချက်ကိုတန်းလာလာပဲဒါပေမဲ့ကျွန်တော်တို့လမ်းမှာကလမ်းမှားပြီးတော့ကျွန်တော်တို့ဟိုဘက်ပြန်သွားပြီးတော့ကျွန်တော်တို့ GDC မှာကျွန်တော်တို့ထမင်းတွေပါပြန်စားပြီးတော့မှဒီဘက်ကိုပြန်လှည့်လာတယ်ဒီဘက်ကိုပြန်လှည့်လာတဲ့အချိန်မှာလေ3-4ပတ်လောက် လွဲနေသေးရပေါ့နော်လမ်းလေးခဏခဏလွဲပြီးတော့မှနောက်ဆုံးရောက်လာတယ်ရောက်လာတဲ့အချိန်မှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီပီလက်ခတ်ပိတ်တာနဲ့ကြုံနေပေါ့နော်အဲ့တော့ကျွန်တော်သွားခဲ့တဲ့ကီလိုမီတာ total အားလုံးပေါင်းချုပ်လိုက်တဲ့အချိန်ကြာလို့ရှိရင်လည်း64လောက်သွားပြီးသွား64လောက်သွားပြီးတဲ့အချိန်မှာတော့မှပဲဘက်ထရီက90%ပဲကုန်သေးတယ်ပြီးနောက်ထပ်သွားလို့ရတဲ့ percent ကလည်းအဲကျွန်တော်ကီလိုမီတာကို218လောက်ထိသွားလို့ရသေးတယ်လို့ပြောထားတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့အတွက်ကတော့ကျွန်တော်တို့ကတော့အဲဒီလောက်နဲ့ပဲကျွန်တော်တို့ရုံးပြန်လို့မယ်ရုံးရောက်တဲ့အချိန်ကြာလို့ရှိရင်တော့ကျွန်တော်ပြန်ပြီးတော့ total summary လေးပြန်ပြောပါအောင်ပါခင်ဗျာကျွန်တော်ပြန်သွားအောင် Thank you. ¿Qué? Okay. အခုဆိုလို့ရှိရင်တော့ကျွန်တော်နဲ့ Leave Motor ရဲ့တနေ့တာခီးစဉ်ကအောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီဗျာအကျွန်တော်ဒီနေ့သွားခဲ့တဲ့ကီလိုမီတာစုစုပေါင်းအောင်ပြောပါဆိုလို့ရှိရင်ကျွန်တော်100ကီလိုမီတာလောက်သွားခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီကစထွက်တဲ့ချိန်မှာ63ကီလိုမီတာရှိတယ်ကျွန်တော်ဒီကိုပြန်ရောက်တဲ့ချိန်မှာ169ကီလိုမီတာတိရှိတယ်ဆိုတော့ကျွန်တော်ဒီနေ့သွားခဲ့တဲ့ကီလိုမီတာစုစုပေါင်းကကျွန်တော်100ကီလိုမီတာလောက်တိရှိတယ်ပြီးလို့ရှိရင်ဘက်ထရီပါဆန့်ပေါ့နော်ကျွန်တော်ဒီကစထွက်တဲ့ချိန်မှာဘက်ထရီပါဆန့်က80ရာခိုင်နှုန်းရှိတယ်အခုပြန်ရောက်တဲ့ချိန်မှာ51ရာခိုင်နှုန်းကျန်သေးတယ်ဆိုတော့အကျန်းချင်းက30ရာခိုင်နှုန်းလောက်ကုန်တယ်လို့ပြောလို့ရတယ်အဲ့တော့30ရာခိုင်နှုန်းလောက်ကုန် ဲ့အချိန်မှာကီလိုမီတာ100ကျော်သွားလို့ရတယ်ဆိုတော့တကယ်တမ်း0 to 100ဆိုလို့ရှိရင်300နဲ့400ကျားကိုတကယ်သွားလို့ရတယ်ဆိုတဲ့သဘောကိုအကြမ်းမြင့်တတ်မှတ်လို့ရရပေါ့နော်ဒါကတစ်ချက်နောက်ပြီးလူတွေစိတ်ပူနေကြရှိတယ်ဘာလဲဆိုတော့ SKD ပေါ့နော် Lee Motor T03 လေးက SKD ဖြစ်သွားပြီပေါ့နော်အဲ့တော့တချို့တွေကစိတ်ပူကြတာ CPU နဲ့ SKD မှာဆိုလို့ရှိရင်ကွာခြားမှုများရှိမလား SKD ဖြစ်တာဖြစ်တဲ့အတွက် CPU လောက်များကောင်းပါမလားဆိုတော့အဲဒီစိုးရိမ်နေကြတဲ့အကြောင်းအရာလေးတွေကိုလည်းကျွန်တော်ချက်လောက်ပြောပြပေးချင်ပါတယ်အဲကျွန်တော်ကဒီ Lee Motor ကိုကျွန်တော်ဒီမတိုင်ခင်တုန်းကလည်းကျွန်တော် CPU ကားလေးတွေကိုစီးပူတယ်အခုဒီ SKD ကားကိုစီးရတဲ့အချိန်မှာလည်းလုံးဝကွာခြားတာမရှိဘူးကျွန်တော် CPU ကားလိုပဲအစွဲအယုံတွေကလုံးဝဒီတိုင်းပဲရှယ်ပဲနောက်ပြီးရင်ကျွန်တော်ဒီကားမှာနောက်ထပ်ကြိုက်တာတစ်ချက်ကဘာလဲဆိုတော့သူ့ရဲ့ regenerative braking system ပေါ့နော် ကျွန်တော်တို့ပြောတော့သူ့မှာလဲသူ့ရဲ့ digital cluster မှာလဲတခါလဲပြထားတယ်ကျွန်တော်တို့နင်းတဲ့အချိန်မှာသုံးလိုက်တဲ့ kilowatt ကဘယ်လောက်ရှိရဆိုတခါလဲပြထားတယ်အဲ့အချိန်မှာကျွန်တော်တို့ lever ပြန်လွတ်လိုက်တဲ့အချိန်မှာလဲကျွန်တော်တို့သုံးလိုက်တဲ့ kilowatt အတန်ကို reverse charge ပြန်လုံးနေတာလေးကတကယ်ကိုအားရဖို့ကောင်းတယ်အဲ့ဒါလေးကိုလဲသူ့ရဲ့ digital cluster မှာထင်းထင်းရှားရှားပြထားတဲ့ပုံစံလေးမှာရှိရပေါ့နော်အဲ့ဒါလေးကတော့ကျွန်တော်အားရတဲ့အချက်လေးပဲဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်နဲ့ lee motor t03 လေးတနေ့တာဖြတ်တန်းခဲ့ရတဲ့ခီးစဉ်အကြောင်းလေးပဲဖြစ်ပါတယ်ဗျာကျွန်တော်တို့ဒီကားလေးနဲ့ခီးရှည်ထွက်ဖို့လဲရှိတယ်ထပ်ပြီးတော့စောင့်မျှော်ပေးကြပါအောင်ခင်ဗျာကျွန်တော်တို့နောက်ထပ်ပိုင်းမှာပြန် ပြန်တွေ့ကြပါဗောကျွန်တော် just right ကတချုံပါ